ားလုံးပဲမင်္ဂလာပါခင်ဗျာရွှေရင်ကားချင်းနေကနေပြန်လဲကြိုးဆိုလိုက်ပါရစေမနေ့ပြန်အောက်တိုဘာလ3ရက်နေ့အတွက်နောက်ဆုံးရမိုးလေဝသကြိုတင်ခံမှန်းချက်များကိုတင်ဆက်ပေးတော့မှာဖြစ်ပါရစေခင်ဗျာအထူးမူလွေသားအနေနဲ့ထပ်မံဖြစ်ပေါ်နေတဲ့မှုန်တိုင်းနောက်ဆုံးရအခြေအနေများနဲ့မိုးရကြီးပြီးရေချနိုင်တဲ့ဒေတာများကိုအသိပေးတင်ဆက်ပေးတော့မှာဖြစ်လို့ဘူယိုလေးကိုအဆုံးထိကြည့်သွားနိုင်ပါရစေခင်ဗျာပထမဆုံးအနေနဲ့အော်တိုဘာလ2ရက်နေ့မနေ့ပိုင်းမှာအာရှရဲ့ရာသီဥတုခံမှန်းချက်ကိုတင်ပြပေးမှာဖြစ်ပါတယ်။ယနေ့အော်တိုဘာလ2ရက်မနေ့ပိုင်းအချိန်မှာမုန်တိုင်းငယ်၃လုံးစတင်ဖြစ်ပေါ်နေကြောင်းသိရပါတယ်။ပင်ကလာပင်လယ်အော်မှာမုန်တိုင်းငယ်ကတော့ 2025မုံတိုင်းရာသီရဲ့ပထမဆုံးမုံတိုင်းငယ် TC01B ဟာယခုမနက်မှာဘိုးချက်လေးတိုင်နှုန်း59မိုင်အထိရောက်ရှိနေပြီဖြစ်ပါတယ်။အဆိုပါမုံတိုင်းဟာအလှည့်ကျဆိုင်ကလုန်းအမီကိုမပေးရသေးပေမဲ့နေပိုင်းမှာတော့ဟာမိုအမီရရှိလာမှာဖြစ်ပါတယ်။အဲ့ဒီမုံတိုင်းဟာအိန္ဒိယနိုင်ငံအော်ရိတာပြည်နယ်ကိုဝင်ရောက်မှာဖြစ်တဲ့အတွက်ကြောင့်မလို့စိုးရိမ်စရာတော့မရှိပါဘူးခင်ဗျာ။ဖိလစ်ပိုင်ပင်လယ်မှာတိုက်ဖုန်းမုံတိုင်းမမိုးဖိလစ်ပိုင်ပင်လယ်ဘက်ကိုရောက်ရှိလာတဲ့လေပြင်းနဲ့ရံဝန်ဟာယခုမိုးရွာသီရဲ့28လုံးမြောက် တိုက်ဖုံးမုံတိုင်းအဖြစ်သို့ရောက်ရှိသွားပြီဖြစ်ပါတယ်။၎င်းမုံတိုင်းဟာနောက်ရက်များမှာမမိုးအမီရရှိကဖိလစ်ပိုင်ကိုဖျက်ချော်ပြီးတောင်တရုတ်ပင်လယ်ပြင်မှတဆင့်ခီးဆက်မှာဖြစ်ပါတယ်။အော်တိုဘောလာ9ရက်နေ့မနက်ပိုင်းမှာတော့တရုတ်နိုင်ငံဟိုင်နိုင်ကိုလေပြင်း133မိုင်နှုန်းနဲ့ဖျက်ချော်မှာဖြစ်ပြီးညပိုင်းမှာတော့လေပြင်း90မိုင်နှုန်းနဲ့ဗီယက်နမ်ကိုဝင်ရောက်မှာဖြစ်ပါတယ်။မြန်မာနိုင်ငံအတွက်မိုးလေဝသခံမှန်းချက်ကတော့မြန်မာနိုင်ငံမှာယနေ့အော်တိုဘောလာ2ရက်နေ့ညပိုင်းထိမိုးတန်တဲ့ရွာသွန်းမှာဖြစ်ပြီး အဲ့ဒီနောက်အော်တိုဘားလ3ရက်4ရက်5ရက်6ရက်နေများမှာမိုးရံနာမှာဖြစ်ပြီးအော်တိုဘားလ9ရက်နေ့မှာစကားအရှိတ်မုန်တိုင်းမမိုးရဲ့လက်ကြံမိုးများဝင်ရောက်လာမှာဖြစ်ပါတယ်။မိုးလေကရှမ်းပြည်နယ်အရှိတ်ပိုင်းမှာစတင်ဝင်ရောက်လာမှာဖြစ်ပြီးပင်မမိုးလမ်းကြောင်းမှာယူနန်ကိုဖြတ်ကကချင်ပြည်နယ်သို့ဝင်ရောက်မယ်လို့ခန့်မှန်းထားပါတယ်။ဆက်လက်ပြီးမိုးစလမှထုတ်ပြန်ထားတဲ့အကောင်းဆုံးမုန်တိုင်းရဲ့အခြေအနေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ယနေ့မြန်မာစံတော်ချိန်10နာရီခွဲချိန်တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်အော်အနောက်လေပိုင်းနဲ့ရင်းနှီးဆက်ဆက်လျက်ရှိသောဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတို့မှာဖြစ်ပေါ်နေတဲ့အားကောင်းသောမုန်တိုင်းငယ်ဟာမြောက်အနောက်မြောက်သို့ရေရှားခဲ့ပြီးမြန်မာနိုင်ငံစစ်တွေမြို့ရဲ့အနောက်အနောက်တောင်ဘက်ရေမိုင်း435မိုင်ခန့်အိန္ဒိယနိုင်ငံပူရီမြို့ရဲ့တောင်အနောက်တောင်ဘက်ရေမိုင်း105မိုင်ခန့်ကိုပါမူးမြို့ရဲ့တောင်အရှိတောင်ဘက်ရေမိုင်း80ခန့်နဲ့ပါရာဒိစ်မြို့ရဲ့တောင်အနောက်တောင်ရေမိုင်း145မိုင်ခန့်အကွာပင်လယ်ပြင်ကိုဗဟိုပြုနေပါတယ်အားကောင်းသောမုန်တိုင်းငယ်ရဲ့လက်ကျန်အခြေအနေမှာမြန်မာနိုင်ငံဘက်သို့ဥတီရွေရှားမဲ့အခြေအနေမရှိပါသဖြင့် အော်ရောင်အဆင့်သတ်မှတ်ထားပါရခင်ဗျာအကောင်းသောမုန်တိုင်းငယ်ရဲ့တီနီယာဘိုးချက်လေဖီးယားနဲ့လေတိုင်နှုံးတွေကတော့အဆိုပါအကောင်းသောမုန်တိုင်းငယ်ဟာမြန်မာစံတော်ချိန်9နာရီခွဲအချိန်မှာမြောက်လက်တီကျု18.2ဒီဂရီနဲ့အရှိလောင်ကြီးကျု85.8ဒီဂရီမှာရှိပြီးဘိုးချက်လေဖီးအား998ဟတ်တူပါစကယ်နဲ့အမြင့်ဆုံးလေတိုက်နှုန်းမှာတနအီကို35မိုင်မှမိုင်40နှုန်းဖြစ်ပါတယ်။နောက်24နာရီအတွင်းခမ်းမန်းချက်ကတော့အဆိုပါအကောင်းနဲ့မုန်တိုင်းငယ်ဟာမြောက်အနောက်မြောက်သို့ဆက်လက်ရွေ့ရှားနိုင်ပြီး ယနေ့ညနေပိုင်းမှာအိန္ဒိယနိုင်ငံဩဒိတာပြည်နယ်နဲ့၎င်းနဲ့ဆက်ဆက်လက်ရှိတဲ့ Andhra Pradesh ကမ်းခြေကိုပါပူးမြို့နယ် Paradise မြို့အကြားမှာဖြတ်ကျော်နိုင်မယ်လို့ခန့်မှန်းထားပါတယ်။အဆိုပါအကောင်းတဲ့မုန်တိုင်းရဲ့အရှိန်တွေကြောင့်ယနေ့နံနက်မှာနောက်24နာရီတွင်နေပြီးတော့ရန်ကုန်တိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊အေရဝတီတိုင်းဒေသကြီး၊တနင်္လာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာစိတ်စိတ်မှာနေရာအနှံပြမိုးထစ်ချုံရွာပြီး အချို့ဒေသများမှာနေရာကွက်ရေမိုးကြီးခြင်းနဲ့အတူလေပြင်းတိုက်ခိုက်ခြင်းများဖြစ်ပေါ်နိုင်ပါတယ်။မြဝချုံပေါ်ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာရန်ဖန်ရန်ကမုတ်သက်လေပြင်းများကြောက်ပြီးလှိုင်းကြည့်ပါမယ်။မုတ်သက်လေပြင်းကြာစင်ရေပြင်းပြင်းပြင်းလေဟာတနအီကို35မိုင်တိတိုက်ခိုက်နိုင်ပါတယ်။လှိုင်းမြစ်မှာမြဝချုံပေါ်ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ10ပေမှ12ပေကန်ရှိနိုင်ပါတယ်။မုတ်တမခွေမွန်တေနနအီကမ်းရိုးတန်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာတခါတရံမုတ်သက်လေပြင်းများကြောက်ပြီးလှိုင်းသစ်တဲမှာလှိုင်းကြည့်နိုင်ပါမယ်။ မုတ်တလီပြင်းကြစဉ်ရေပြင်းပြင်းပြင်းလေဟာတနအိကို25မိုင်မှမိုင်30ထိတိုက်ခတ်နိုင်ပါတယ်။လိုင်းမြန်မာမုံတမခွေမော်တန်နေနိုင်ကန်ရန်တချောင်းနဲ့ကန်လွန်ပင်လယ်ပြင်တို့မှာ10ပေမှ10ပေကရှိပါတယ်။အဆိုပါအားကောင်းသောမုံတိုင်းငယ်ရဲ့အရှိကြောင့်မိုးတိထန်စွာရာသွန်းညနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းမိုးသီးကြေခြင်းလျှက်တပြည့်ရေကြီးခြင်းနဲ့မြေပြိုခြင်းစတဲ့သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်ပါသဖြင့်အဆိုပါဒေသများရှိကုန်းမြစ်ဒေသအနီးတွင်နေထိုင်ကြသူများအနေဖြင့်မြေပြိုမှုအန္တရာယ်ငွေငယ်ချောင်းကများအနည်းတွင်နေထိုင်ကြသူများအနေဖြင့်ရေကြီးရေချမ်းမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နဲ့ပြည်တွင်းရေကြောင်းသွားလာရေးလေကြောင်းပြန်တမ်းရေးမြမကန်ရုံးနဲ့တခြားနဲ့ကန်လွန်ပင်လယ်ပြင်တို့ရှိကန်ဒီကန်ဝေငါးဖန်ရေရေများတမောများနဲ့ဆယ်မြောင်းတာတမန်များအနေဖြင့်လဲလိုအပ်သည့်များကြိုတင်ပင်စစ်ဆောင်ရွက်ထားနိုင်ပါရန်အတိပေးနှိုးဆော်အပ်ပါရခင်ဗျာဆလဘီမိုးလီဝတာနဲ့ဇလာဝေရာညွှန်ကြားမှုဦးစီးဌာနရဲ့နောက်ဆုံးထုတ်ပြန်ထားတဲ့မြေကြီးမှုအခြေအနေသတိပေးချက်များကိုတင်ဆက်ပေးသွားမှာဖြစ်ပါရခင်ဗျာ စစ်တောင်းမြေဟာတောင်ကုန်းမြို့မှာစိုးရိမ်ရေမတ်အထက် တပေးကျော်လွန်နေပြီးနောက်တရက်အတွင်း3လက်မှတ်ခန့်မြင့်တက်လာနိုင်ကစိုးရိမ်ရေမတ်အထက်မှာဆက်လက်တည်ရှိနေပါမယ်။စစ်တောင်းမြေဟာမရောက်မြို့မှာစိုးရိမ်ရေမတ်အထက်တပေးကန့်ကျော်လွန်နေပြီးနောက်တရက်အတွင်း2လက်မှတ်ခန့်ကျဆင်းလာနိုင်ကစိုးရိမ်ရေမတ်အထက်မှာဆက်လက်တည်ရှိနေပါမယ်။သို့ဖြစ်ပါ၍တောင်ကုန်းမြို့နဲ့မရောက်မြို့နယ်အတွင်းရှိမြေကန်းဒီမြေနေပိုင်းနေထိုင်သူများအနေဖြင့်ရေဝေးလိုရာနေရာများသို့ရှောင်ရှားနိုင်ပါရန်အသိပေးနှိုးဆော်အပ်ပါရခင်ဗျာ။ ယနေ့၂ရက်ဆယ်လ2025ရက်နေ့နနက်6နာရီခွဲချိန်တိုင်းထွာကြံများရမြည်ရအခြေအနေကိုတင်ပြပေးလိုက်ပါရခင်ဗျာမြကျင်းနာမြည်ရမနေ့ကညနေကနေ7နာရီတွင်း9ဘေခွဲခန့်ထက်ကြသွားပါတယ်မြကျင်းနာမြို့ရဲ့မနေ့ကအမြင့်ဆုံးပူချိန်ကတော့28.8ဒီဂရီဆယ်စီယပ်နဲ့ယနေ့အနိမ့်ဆုံးပူချိန်ကတော့16.6ဒီဂရီဆယ်စီယပ်တို့ဖြစ်ပါတယ်မြကျင်းနာမြည်ရဆိုရင်ရေမှတ်1200စင်တီမီတာလို့ရောက်ရှိရန်အတွက်635စင်တီမီတာ22ဘေနီနီခန့်အလိုမှာရောက်ရှိနေပါတယ်မြကျင်းနာမြည်ရမနေ့ကညနေပိုင်းကနေယနေ့နံနက်ပိုင်းအထိစုစုပေါင်း 6ပေကွန်နီနီခန့်မြင့်တက်ခဲ့ပြီးဖြစ်ပါတယ်။နောက်ထပ်2ပေမှ3ပေကွန်အထိမြင့်တက်နိုင်ပါသေးတယ်။မြေရတဲ့ချပုံမှန်နေထားခန့်မှာရှိနေပါမယ်။ထူးကမြင့်ရကြီးနိုင်တဲ့အခြေအနေမတွေ့ရှိရသေးပါဘူးခင်ဗျာ။အရာဝတီမြေအထက်ပိုင်းမှာမိုးအားအသင့်တင့်ရှိနေပါမယ်။ရံဖန်ရံခါအရာဝတီမြေစုံအထက်ပိုင်းမှာနေရာကွက်ရီမိုးသီးထန်စာရွာသွန်းခြင်းများကြောင့်မြေကြီးနားမြေကြီးကြာဆင်းနေရာမှာပြန်တက်လာခြင်းအချိန်ချင်းဖြစ်ပေါ်နေအောင်မှဖြစ်ပါတယ်။ စခိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်တစ်ခုလုံးမြန်မာပြည်မြောက်ပိုင်းစွန်းဒေသများနဲ့ AR မြစ်အထက်ပိုင်းမေခမလိခမြဝမ်းဒေသများမှာမိုးတိမ်တောင်ဖြစ်ထွန်းမှုအားအသင့်တင်ရှိနေပါမယ်။ AR မြေရိုးတစ်ချောင်းနဲ့ချင်းတွင်းမြေရိုးတစ်ချောင်းမြကန်းနီမြင်းနေဒေသများနဲ့မြင်းနူကျွန်းများမှာစိုက်ပျိုးလုံကင်နေထိုင်ကြသောတောင်သူများနဲ့ရေလုံသားများ AR မြကြီးကိုအမိပြုနေထိုင်ရှာဖွေစားတောင့်နေကြသောမိဘပြည်သူများအားလုံးသိရှိနိုင်ပါရန်အတွက်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာ။ဆက်လက်ပြီးချင်းတွင်းမြေရဲ့အခြေအနေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ခန်းမြေဟာအမေရိကညနေကနေ12နာရီအတွင်းတပေကျော်ကပ်ပြန်တက်လာပါတယ်။ မုံရမြို့မြေဟာမနေ့ကညနေကနေ12နာရီတွင်တလက်မကန်ထက်ကြသွားပါတယ်။ချင်းရွံ့မြေထပ်ပိုင်းမှာလက်တလုံးမိုးဟွာအနှဲငယ်မှအသင့်တင်ရှိနေပါမယ်။နောက်နေ့ရက်ခန့်မှာချင်းရွံ့မြေထပ်ပိုင်းဒေသများမှာမိုးဟွာကောင်းလာနိုင်တဲ့အတွက်ယခုရက်ပိုင်းတွင်ချင်းရွံ့မြေတို့တခြားရှိမြို့များအားလုံးမှာမြို့စဉ်လိုက်တစ်ဖက်သို့ဥတီနေအောင်မှာဖြစ်ပါတယ်။ချင်းရွံ့မြေရဲ့တက်ကြပုံမှန်အနေထားကမှရှိနေပါမယ်။ထူးကဲမြေရဲ့ကြီးနိုင်တဲ့အနေထားမတွေ့ရှိရသေးပါဘူးခင်ဗျာ။ခန်းဒီဟုံးမလင်းဖောင်းပြင်မော်လိုက်ကလေးဝမင်းကင်းကန်နီနဲ့မုံရမျိုးတွေရဲ့မြေကြီးများဟာဖြည်းဖြည်းချင်းဆက်လက်မြင့်တက်နေမှာဖြစ်ပါတယ်။ အရာရီမြေရဲ့အခြေအနေကတော့မြေကြီးနားမြေကြီးပြန်တက်လာပြီဖြစ်လို့အရာရီမြို့တို့လျှောက်မြို့များအလုံးမှာမြို့အစဉ်လိုက်မြေကြီးများပြန်လည်မြင့်တက်လာမှဖြစ်ကြောင်းအသိပေးအပ်ပါရခင်ဗျာဗမာမြို့မြေဟာအနည်းငယ်သာထက်ကျနိုင်ပြီးယနေ့ညနေပိုင်းမှာပြန်လည်မြင့်တက်လာနိုင်ပါတယ်ရွှေကူကသာထိချိုက်တပိတ်ချင်းမန္တလေးစကိုင်းမြင်းမူပခုတ်ကူညောင်ဦး၆မင်းမူမကွေးအောင်လံပြည်စိတ်သာဟင်္ဒရာနဲ့ဇလုံမြို့ရဲ့မြေကြီးများဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ် ဧရာဝတီမြေကြီးမြစ်တက်မှုကို24နှစ်အရောက်ချီတင်ပြပေးနေပါရခင်ဗျာထူးခြားမှုရှိလာရင်အချိန်နဲ့တပြေးညီတင်ပြပေးတော့မှာဖြစ်ပါရခင်ဗျာဆက်လက်ပြီးမနက်ဖြန်မိုးလေးဥတာအချိန်နေဘလို့ရှိမလဲဘင်္ဂလားပင်လယ်အော်မှာဘာတွေဖြစ်နေမလဲဆိုတော့အသေးစိတ်အချိန်နေတွေကိုလေ့လာကြည့်လိုက်ရအောင်ပါ2025ခုနှစ်အောက်တိုဘာလ2ရက်နေ့ညနေ6:00အချိန်ထုတ်ပြန်ချက်အရဘင်္ဂလားပင်လယ်အော်အချိန်နေယနေ့မြန်မာစံတော်ချိန်10:00နာရီခွဲချိန်တိုင်းထွာကြံများအရဘင်္ဂလားပင်လယ်အော်အနောက်လယ်ပိုင်းနဲ့ရင်းနဲ့ဆက်ဆက်လက်ရှိသောဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတို့မှာဖြစ်ပေါ်နေတဲ့အကောင်းဆုံးမုန်တိုင်းငယ်ဟာ မြောက် အနောက်မြောက်သို့ရွေးရှားခဲ့ပြီးမြန်မာနိုင်ငံစစ်တွေမြို့မှအနောက်နောက်တောင်ဘက်ရေမိုင်း435မိုင်ခန့်အိန္ဒိယနိုင်ငံပူရီမြို့ရဲ့တောင်အနောက်တောင်ဘက်ရေမိုင်း105မိုင်ခန့်ကိုဘာပူမြို့ရဲ့တောင်အရှိတောင်ဘက်ရေမိုင်း80ခန့်နဲ့ပါရာဒိစ်မြို့ရဲ့တောင်အနောက်တောင်ဘက်ရေမိုင်း145မိုင်ခန့်အကွာပင်လယ်ပြင်ကိုဗဟိုပြုနေပါတယ်အဆိုပါအကောင်းသောမုန်တိုင်းငယ်ဟာ မြောက်နောက်မြောက်သို့ဆက်လက်၍ရှားနိုင်ပြီးယနေ့ညနေပိုင်းမှာအိန္ဒိယနိုင်ငံဩရိတာပြည်နယ်နဲ့ရင်းနှီးဆက်ဆက်လက်ရှိသောအန်ဒါပရာဒိရှ်ကမ်းခြေတို့ကိုကိုပါဘူးမြို့နဲ့ပါရာဒိရှ်မြို့တို့အကြားမှာဖြတ်ကျော်နိုင်မယ်လို့ခန့်မှန်းရပါတယ်ခင်ဗျာကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုံလေအားအသစ်နဲ့ရှိနေပါမယ်မနက်ပြန်မနက်ထိခန့်မှန်းချက်ကတော့မကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းကယားပြည်နယ်ချင်းပြည်နယ်တို့မှာနေရာကျကျ နေပြီးတော့မန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မုံပြည်နယ်တို့မှာနေရာစိတ်စိတ်နဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာနှံ့ပြမိုးထစ်ချုံရွာပြီးစကားတိုင်းဒေသကြီးထပ်ပိုင်းကချင်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာကွက်၍မိုးကြီးနိုင်ပါတယ်။ရွာရံရာနှုံးပြည့်ဖြစ်ပါတယ်ခင်ဗျာ။ဆလဘီတိုင်းဒေသကြီးနဲ့ပြည်နယ်မြို့ကြီးများအတွက်မိုးလေဝသခန့်မှန်းချက်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာ။နေပြည်တော်မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ရန်ကုန်မြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။မန္တလေးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ပဲခူးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ မကွေးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ဟောင်းမလေးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။မုံရွာမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ပသိမ်မြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။တဝဲမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။မြေကြီးနားမြို့မှာမိုးတချိန်တချိန်ထစ်ချုံရွာပါမယ်။လိုက်ကောမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ဖန်အမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ဟောက်ခါမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။မော်လမြိုင်မြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။စစ်တွေမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။လားရှုမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ တောင်ကြီးမြို့မှာနေရာကွက်ကြားမိုးထစ်ကျုံရွာပါမယ်။တိုင်းတုံမြို့မှာနေရာကွက်ကြားမိုးထစ်ကျုံရွာပါမယ်ခင်ဗျာ။မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေကတော့ရခိုင်ပြည်နယ်မှာမိုးတိမ်တောင်ဖြစ်ထွန်းမှုအကောင်းလည်းရှိပြီးအဆိုပါမိုးတိမ်တောင်များရွေရှားရာနေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခိုက်ခြင်းမိုးထစ်ကျုံခြင်းမိုးကြိုးပစ်ခြင်းလျက်စိလက်ခြင်းနဲ့မိုးသီးကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ရန်အကြံပြုအပ်ပါရခင်ဗျာ။နောက်နေ့အတွက်ခံမှန်းချက်ကတော့နောက်တောင်မုံတုံလေဟာမြန်မာနိုင်ငံမြို့ဝကျုံပေါ်ဒေသများမှာဆုတ်ခွာနိုင်ပါတယ်။ နေပြည်တော်နဲ့နေတော်အတွက်မနက်ဖြန်မနက်ထိခံပန်းချက်ကတော့နေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်ရွာရံရာနှုံးပြဖြစ်ပါတယ်ရန်ကုန်မြို့နယ်နေတော်အတွက်မနက်ဖြန်မနက်ထိခံပန်းချက်ကတော့နေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်ရွာရံရာနှုံးပြဖြစ်ပါတယ်ပန်းသလင်းမြို့နယ်နေတော်အတွက်မနက်ဖြန်မနက်ထိခံပန်းချက်ကတော့နေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်ရွာရံရာနှုံးပြဖြစ်ပါတယ်နောက်ဆုံးအနေနဲ့ပင်လယ်ပြင်ခီးသွားများအတွက်မိုးလေဝသခံပန်းချက်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျာ မြမပင်လယ်ပြင်မြဝကျုံပေါ်ကန်ဝရန်တခြားနဲ့ကန်လုံပင်လယ်ပြင်တို့မှာတခါတရံမိုးသက်လေပြင်းများကြာရောက်ပြီးလှိုင်းကြီးနိုင်ပါမယ်။မိုးသက်လေပြင်းကြာစဉ်ရေပြင်းမြေပြင်လေဟာတနအီကိုမိုင်30အထိတိုက်ခိုက်နိုင်ပါတယ်။လှိုင်းမြမှာမြဝကျုံပေါ်ရခိုင်ကန်ဝရန်တခြားနဲ့ကန်လုံပင်လယ်ပြင်တို့မှာကိုးပင်မှာဆက်တပေကန်ရှိနိုင်ပါတယ်။မုံတမာခွေတနင်္လာရီကန်ဝရန်တခြားနဲ့ကန်လုံပင်လယ်ပြင်တို့မှာတခါတရံမိုးသက်လေပြင်းများကြာရောက်ပြီးလှိုင်းသင့်တယ်မှာလှိုင်းကြီးနိုင်ပါတယ်။ မုတ်တလီပင်ကြဆိုင်ရေပင်မြေပင်လေဟာတနအိုင်ကို25မိုင်မှမိုင်30အထိတိုက်ခိုက်နိုင်ပါတယ်။လိုင်းမြေမှာမုတ်တမောက်ခွေမုန်တဲတဲနိုင်ကန်ရန်တချောင်းနဲ့ကန်လွန်ပင်လေပင်တို့မှာရှစ်ပေမှဆယ်ပေခန့်ရှိနိုင်ပါတယ်။ရန်ကုန်မှာတဲတဲနိုင်ကန်ရန်တချောင်းပင်လေပင်ခီးအတွက်မိုးလေဝသခံမှန်းချက်ယနေ့မိုးတဲ့ချိန်မှာ24နာရီအတွင်းခံမှန်းချက်နေရာဆိုင်ဆိုင်မိုးထစ်ချုံရွာပါမယ်။အမြင့်တာလေးမှန်ကန်မိုးရွာစဉ်တမိုင်ကန်ရှိပါမယ်။ရေပင်လေကတော့တောင်သို့မဟုတ်အရှိတောင်ကိုတနအိုင်လင်းပင်လေမိုင်10မိုင်မှ25မိုင်တခါတရံ25မိုင်မှမိုင်30အထိတိုက်ခတ်နိုင်ပါတယ်။ လိုင်းတဲ့နဲ့မှာလိုင်းကြည့်နိုင်ပါမယ်လိုင်းမြင့်မှာ၈ပေမှ၁၀ပေကန်းရှိပါမယ်ရန်ကုန်မှာရခိုင်ကမ်းရိုးတန်းတစ်လျှောက်ပင်လယ်ပြင်ခီးအတွက်မိုးလေဝသခန့်မှန်းချက်ကတော့ယနေ့မိုးနဲ့ချိန်မှာနောက်24နာရီတွင်နေရာနှံပြားမိုးထစ်ချုံရွာပြီးနေရာကွက်ရီမိုးကြီးနိုင်ပါတယ်အမြင်တာ၃ပိုင်ခန့်မိုးရွာစဉ်မိုင်းဝက်ခန့်ရှိပါမယ်ရေပြင်လေကတော့တောင်သို့မဟုတ်အရှိတောင်ကိုတနိုင်းလင်းပင်လယ်မိုင်15မိုင်မှမိုင်20တခါတရံ35မိုင်အထိတက်ခိုင်နိုင်ပါတယ်လိုင်းကြည့်ပြီးလိုင်းမြင့်မှာ၁၀ပေမှ၁၂ပေကန်းရှိပါမယ်ခင်ဗျာ ဟုတ်ကဲ့ပါခင်ဗျာအခုတင်ဆက်ပေးတဲ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ပါပြီနားဆင်ပေးကြတဲ့ပရိသတ်များအားလုံးကိုစိတ်နှပြရှင်လန်းကြပါစေခင်ဗျာကျွန်တော်တို့ရဲ့ channel ကိုလည်း like and subscribe ပြုလုပ်ပေးကြပါအောင်ခင်ဗျာ